မချသည်မီကဖိယများကအမေရိကန်အစ္စရေးနဲ့ဟာမာဒိုဂျန်ဆုတ်တိုအခြေအနေများသည်ဒဇကန်ဆွေးနွေးမှုများနဲ့ဖြစ်နိုင်ခြေရှိသောစစ်ရေးအရလှုပ်ဆောင်မှုများကြောင့်ဖြစ်သည်တမရထွန်ကဟာမတ်ကဒဇကန်တွေကိုလုပေးဖို့တတိပေးထားပြီးအဲ့လိုမှမလုပ်ရင်အမေရိကန်နဲ့အစ္စရေးတို့ကစစ်ရေးအရအရေးယူနိုင်တယ်လို့ဆိုပါတယ်အမေရိကန်ရှေ့အလယ်ပိုင်းဒူတန်ဒမန်စတီဝစ်ဒော့ဖ်ကလည်းတန်ဒမန်ရေးရကိုနေတက်တော်လဲလိုအပ်ပါကအင်အား၃ရန်အသင့်ရှိကြောင်းပြောကြားခဲ့သည် တစားခံများကိုပြန်လုပေးရန်ဟာမတ်အတွက် နောက်ဆုံးချက်သတ်မှတ်ထားတော့လဲလူတိရှင်ကြားထုတ်ပြန်ခြင်းမရှိသေးပေအခင်းကျင်းနောက်ခွဲတွင် အမေရိကန်တစားခံကိုစလန်အဒမ်ဘိုလာဒီအမေရိကန်များအပါအဝင်တစားခံများကို လုပေးရန်ဟာမတ်နှင့်တိုက်ရိုက်စကားပြောဆိုခဲ့သည်ဤလူဝက်ဆွေးနွေးပွဲများကို အစ္စရေးတို့ မတော်တဆထုတ်ပေါ်ခဲ့ခြင်းကြောင့်ဝန်ကြီးချုပ်နတန်ယာဟူ၏အဆိုအရကိုစိတ်ပျက်စေခဲ့သည် အထူးသဖြင့်ပါလက်စတိုင်းကျင်းသားများကိုတစကံအဖြစ်လက်လက်ချင်းကဲ့သို့သောအကြံဉာဏ်များနှင့်ပတ်သက်၍အမေရိကန်ကဟာမတ်ဆန်ခွင့်ပြုချက်မရှိဘဲပြောဆိုနေခြင်းကြောင့်အစ္စရေးတာဝန်ရှိသူများကဒေါသခွက်ထွက်ခဲ့သည်။နတန်ယာဟု၏ထိတ်တန့်အကြံပေးရောင်တာမာသည်အမေရိကန်၏ချီကာမှုကိုပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးနိုင်ငံခြားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ရင်ကြောင်းအဖြူတော်သည်၎င်း၏ပြူဟာကိုပြန်လည်စဉ်းစားရန်တွန်းအားပေးခဲ့သည် အပြစ်ခံရဆေးရည်ဆွေးနွေးပွဲများရပ်တန့်သွားသောကြောင့် Israel သည် Hamas ကို PRPN စစ်ပွဲအစီအစဉ်တင်ပြပြုလုပ်ခဲ့သည်။၎င်းတို့သည် Gaza ကမ်းမြောင်းသို့ဂုံပစ္စည်းများဝင်ရောက်ခြင်းမှပိတ်ဆို့ထားပြီးလေကြောင်းတိုက်ခိုက်မှုများနှင့်စီးနင်းတိုက်ခိုက်ရန်စီစဉ်ထားသည်။ဤခြေလှမ်းများသည် Hamas အားတစကံများလုပီးရန်တွန်းအားပေးရန်ရည်ရွယ်ပြီးအဖွဲ့အားအနယ်သွားစေရန်ပုံမို့ကြီးမားသောကျူးကျော်ဝင်ရောက်မှုစီတို့ဥတီသွားနိုင်သည်။ဤဖြစ်များသည် တင်မာပြီးစုတ်ထွေးတော့အခြေအနေများကိုပြသနေပြီးလူသိရှင်ကြချိန်ချောက်မှုများလောဘဆွေးနွေးမှုများစစ်ရေးအစီအမံများနဲ့ခေါမဆိုးနဲ့ဆက်ဆံရာတွင်အမေရိကန်နဲ့အစ္စရေးတို့၏မတူညီသောခြေကမှုများစသဖြင့်စာအရာအလုံးကိုမိပေါင်းထိုးပြနေပါသည်